မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။မိဘပြည်သူများကိုကျွန်မသတင်းမတင်ဆက်ခင်လေးမှာပြောပြကြင်တာလေးတစ်ခုရှိပါရရှင်။ဒီအပိုင်းမှာကျွန်မမေးခွန်းလေးရန်လာမေးပါရရှင်။ဘာမေးခွန်းလေးလဲဆိုတာကိုသိကြတယ်ဆိုတော့ကျွန်မခုပြောပြတဲ့အကြောင်းအရာလေးနားထောင်ကြည့်လိုက်ပါတော့။ဒီအကြောင်းအရာလေးနားထောင်ပြီးပြီဆိုတော့အော်သူ့ဘာကြီးသွားမေးကြရလဲဆိုပြီးမိဘပြည်သူများရိတ်မိသွားမယ်လို့ထင်ပါရရှင်။ကျွန်မခုပြောပြကြင်တာကတော့ကျွန်တော်တို့မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့စကားပြောနည်းလေးဖြစ်ပါရရှင်။စကား၆ခုလူနိုင်ထွန်မေးခွန်းကိုပဲနှခွန်းတဲဆိုတဲ့စကားလေးရှိပါရရှင်။ ဒါကကျမတို့အနေနဲ့စကားပြောဆိုတဲ့အခါမှာလိုက်နာရမယ်ကျင့်ဝတ်တွေသာဖြစ်ပါရဲ့ရှင်။စကားကြီး6မျိုးရှိရဲဆိုပေမဲ့နှစ်ခွန်းကိုသာကျမတို့ကအမြဲတမ်းပြောဆိုနေထိုင်ရမှာဖြစ်ပါရဲ့ရှင်။နှစ်ခွန်းမှာမှအမျိုးအစားတစ်မျိုးတစ်ခုအကြတော့ကိုယ်တွက်လည်းကျိုးရှိရဲ၊သူများတွက်လည်းကျိုးရှိရဲ၊သူများလည်းနားထောင်ကျင်တယ်။ဒီလိုစကားမျိုးကိုကျမတို့ကအချိန်တိုင်းပြောရမှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုအကြတော့ကိုယ်တွက်လည်းကျိုးရှိရဲ၊သူများတွက်လည်းကျိုးရှိရဲ။ဒါပေမဲ့သူများကနားမထောင်ကျင်တဲ့စကားမျိုး ီလိုစကားမျိုးကြတော့အကျိုးအပြစ်တစ်ခုပါတဲ့အတွက်ကျမတို့ကအချိန်နဲ့အချိန်အခါနဲ့ကာလန်ဒေသန်ကိုလိုက်ပြီးတော့တင့်တော်တဲ့အချိန်မှာပြောဆိုရပါတယ်ရှင့်ကျမတို့လာပြီးတော့မေးတဲ့မေးခွန်းကဒုတိယမျိုးစားတွေမှာပါဝင်ပါတယ်ရှင့်အခုချိန်မှာဆိုရင်အားလုံးအတွက်အကျိုးရှိနိုင်တယ်ဆိုပေမဲ့တချို့တွေအတွက်ပေါ့နော်နားထောင်ခြင်းနဲ့ပုံစံမျိုးမရှိတော့တဲ့အတွက်ကျမအချိန်နဲ့အချိန်ခါရမပြောသေးတာဖြစ်ပါတယ်ရှင့်ဘာကြောင့်လဲဆိုတော့အကျိုးအပြစ်တစ်ခုရှိနေတဲ့အတွက်မလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်မှာဆိုလိုပါရှင်ပြီးတော့ကျမအနေနဲ့ဆက်တဲ့ပြောချင်တာက ကျမတို့ရှင်လည်းမှာလဲ personal အရာပေါ့နော်ဒါ media အနေနဲ့ကျမပြောတာမဟုတ်ဘူးရှင်အခုပြောတဲ့စကားကလေကျမရဲ့ personal အရာကျမရဲ့စိတ်ခံစားချက်တူတဲ့အရာဆိုရင်ကျမလည်းမိဘပြည်သူများနဲ့ထပ်တူစိတ်မကောင်းဖြစ်ပါရဲ့ရှင်ပြီးတော့ကျမတို့တရားဝင် media တွေဆိုတာကတာမန်သူတွေထပ်ကိုပို့ပြီးတော့အပြောဆိုဆင်ခြင်ရပါရဲ့ရှင်ကျမတို့နေ့စဉ်နေ့တိုင်းပြောတဲ့စကားလုံးတစ်ခုချင်းစီတိုင်းဟာမှတ်တမ်းမှတ်ရအနေနဲ့ဝင်နေတာပါရှင်ကျမတို့ကစင်းမြင့်ဥပဒေနဲ့အညီနေထိုင်ပြောဆိုမှသာနိုင်ငံတော်အကျိုးပြုနိုင်မှာပါရှင်ကျမတို့ပြောလိုက်တဲ့စကားတစ်ခုဟာလူပုဂ္ဂိုလ်တစ်ခုဖြစ်စေအဖွဲ့အစည်းတစ်ခုဖြစ်စေ အဖွဲ့အစည်းတခုရဲ့တရားစီရင်မှုနိုင်ငံတော်ရဲ့တရားစီရင်မှုနိုင်ငံတော်ရဲ့လုံဆောင်ချက်တွေကိုထိခိုက်တာမျိုးဖြစ်သွားမယ်ဆိုရင်ကျမတို့ကနိုင်ငံအကျိုးပြုတဲ့မီဒီယာလို့သတ်မှတ်လို့မရတော့ပါဘူးရှင့်ကျမတို့ဒီလိုစီးမင်းစည်းကမ်းတွေကိုအခုံးထက်မှာထမ်းလာပြီးတော့တီတာဝန်ကျေပြောင်းထမ်းဆောင်နေရတဲ့အတွက်အချို့စကားလေးတွေကိုကျမတို့ကတရားဝင်မီဒီယာထက်ကနေပြီးတော့ပြောဆိုနိုင်ခြင်းမရှိတာကိုကျမတို့နားလည်ပေးပါရှင့်အဲမဲ့မိဘပြည်သူများပေါ့နော်ကျမနဲ့အပြင်မှာခင်တဲ့သူတွေဆိုတော့လာမေးကျမဖြေပါရှင့်။ဒီမှာကျမတိတိလောက်ပြောပြပါရှင့်။ ။ဘာကြောင့်လဲဆိုတော့ကျမကလည်းစိတ်ပူနေတယ်လို့မိဘပြည်သူများလည်းစိတ်ပူနေမယ်ဆိုတာကျမရှုံးကြည့်ပါရှင်။ဒါနဲ့မိဘပြည်သူများကျမတေချာပြောနိုင်တာကတော့တရားကိုနှက်ဆောက်ပါရရှင့်။တရားမျှတခြင်းကိုစောင့်ရှောက်တဲ့နှကောင်းနဲ့မျက်တည်ရှိပါရှင်။ဒါကြောင့်မိဘပြည်သူများနဲ့အတူကျမပါပေါ့နော်စိတ်ပူနေတဲ့ပုံကိုဟာဆိုရင်တရားမြတ်မြတ်တတအခြေအနေကြုံရမယ်လို့ကျမယုံကြည်ပါရှင့်အဲ့ဒီလိုကြုံနိုင်ပါစေလို့လည်းကျမတို့ဆန္ဒပြုပါရှင့်အခုချိန်မှာဆိုရင်တော့ အတိအကျပြောဆိုနိုင်ခြင်းမရှိသေးတဲ့အတွက်ကျမတို့လည်းနားလည်ခွင့်လို့ပေးပါရှင့်နိုင်ငံတော်ကတရားဝင်ထုတ်ပြန်လာတဲ့အချိန်ရောက်တဲ့အခါချိန်ကြလို့ရှင်တော့ကျမတို့အနေနဲ့အသေးစားလေးကြေညာပေးပါမယ်ရှင့်ဒါပေမဲ့ကျမတို့ပဲဖြောင်းလေးချက်ရှိပါရှင်။ဘာကြောင့်လဲဆိုတော့အခုချိန်ဒီနိုင်ငံတော်ကဘာမှထုတ်ပြန်ထားတာလည်းမရှိပါဘူးရှင့်။ကျမအနေနဲ့ဒီလောက်ပြောလိုက်ပြီဆိုတော့မိဘပြည်သူများနားလည်သိရှိပြီးတော့ကျမတို့လည်းနားလည်ပေးနိုင်မယ်။မိဘပြည်သူများရှင်ရဲ့ခန်းစားချက်ကိုလည်းနားလည်နိုင်မယ်လို့ကျမယုံကြည်ပါရှင့်။ကျမအနေနဲ့မိဘပြည်သူများအားလုံးနဲ့အတူ တဲ့င်းကောင်းလေးကိုစောင့်မျှော်ပြီးတော့နားထောင်နေပါရှင့်တဲ့င်းကောင်းလေးသိရတဲ့နေ့ကြရင်လည်းကျွန်မပြောပြပါမယ်ရှင့်အထိုင်မဲ့တဲ့င်းကောင်းဖြစ်စေတဲ့င်းဆိုးဖြစ်စေကျွန်မတို့ကလက်ခံနိုင်ဖို့အတွက်လည်းအစင်းသိပြင်ထားရမှာဖြစ်ပါရှင့်ဒါလေးယူတာကျွန်မအနေနဲ့တဲ့င်းမတည့်ဆက်ကင်လေးမှာမိဘပြည်သူများထံသို့စကားလေးပါလိုက်ပါရစေရှင့်မိဘပြည်သူများရှင့်ကျွန်မခုတက်ဆက်ပေးမယ့်တဲ့င်းလေးကတော့အကြံဘတ်အဖွဲ့စီ PDF အဖွဲ့ပေါ့နော်အဲ့ဒါကိုဖန်ဆီးရမိခဲ့တဲ့တဲ့င်းလေးဖြစ်ပါရှင့်ဖန်စီရမိတဲ့အကြောင်းလေးကိုမနေ့ကနိုင်ငံတော်ကနေထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါလေးကိုကျွန်မနိုင်ငံတော်ထုတ်ပြန်ချက်အတိုင်းလေးဖတ်ပြပါမယ်ရှင့်။ အငိမ့်စားတံမကြီးဦးချိုထွန်းအောင်ပိုချုပ်အငိမ့်စားကိုလှုပ်ချန်တက်ဖက်ခဲ့တဲ့အဖွဲ့ပေါ့နော်အန်ယူဂျီရဲ့လောက်ခံ PDF အစံဘက်ဖွဲ့ဖြစ်တဲ့ Golden Valley Warrior အဖွဲ့ကလူသက်တရခံ PDF ကြား73ဦးနဲ့မ3ဦးစုစုပေါင်း16ဦးကိုဖမ်းဆီးရမိခဲ့ပြီဖြစ်ပါရဲ့ရှင့်ဒီဖမ်းဆီးရမိတဲ့ဖြစ်စဉ်လေးမှာ ပါဝင်တဲ့တရားခဏတွေကအများကြီးပါပဲရှင့်ဒါပေမဲ့လွတ်မြောက်နေတဲ့တရားခဏလည်းရှိနေတဲ့အတွက်နိုင်ငံတော်ကဖမ်းဆီးဖို့အတွက်စူးစမ်းနေစေပါပဲရှင့်ဒီတော့အမှုဖြစ်စဉ်လေးကိုကျွန်မနည်းနည်းလေးပြန်ပြီးတော့ပြောပြပါမယ်ရှင့်2025ခုနှစ်မေလ22ရက်နေ့နနက်ပိုင်းမှာဆိုရင်မရန်ကုန်းမြို့နယ်မှာနေထိုင်တဲ့တန်အမတ်ကြီးအငိမ့်ဆောင်ဦးချိုထွန်းအောင်နေရှိမှာသူ့ရဲ့မိဖြစ်သူနဲ့ဒူလန်းရှောက်နေတဲ့အချိန်မှာကြားမျိုးသားနှစ်ဦးပေါ့နော်မျိုးသားနှစ်ဦးကနေပြီးတော့တနက်နေ့ပြစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါရှင့်အဲ့ဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတဲ့အချိန်မှာဆိုရင်ဒီအကြမ်းဖက်အဖွဲ့ရတဲ့သူတို့အဖွဲ့ကဥချိုထုံအောင်ကိုလောက်ကျန်တက်ဖြတ်ခဲ့ပါတယ်ဆိုပြီးတော့ လူမှုကွန်ရက်ကနေကြင်ညာခဲ့ပါရှင့်သူတို့လူမှုကွန်ရက် Facebook page ရှိပါရှင့်အဲ့ဒီ page ကနေတော့ကြင်ညာခဲ့တာဖြစ်ပါတယ်ဝန်ခံခဲ့တယ်ပေါ့နော်ဝန်ခံခဲ့ပြီးရခါမှဆိုရင်နိုင်ငံတော်ကလည်းဖမ်းဆီးနိုင်ဖို့အတွက်စ조사တယ်စ조사ပြီးရခါမှဆိုရင်ဖမ်းဆီးရမိခဲ့တယ်ပေါ့ရှင့်သူတို့ကထွက်ဆိုချက်အရဆိုရင်ဒီ Golden Valley Warrior အမေရိကန်အကြံဘက်အဖွဲ့ဦးတဲ့2023ခုနှစ် match လာမှာထိုင်းနိုင်ငံချင်းမာမြို့မှာ NUG ကဥယျာဉ်မုံကစီစဉ်ထောက်ပံ့ပေးမှုနဲ့ဖွဲ့စည်းခဲ့ရဲဆိုပြီးသိရပါရှင့်သူတို့အဖွဲ့ကောင်းဆောင်နာမည်ကကိုထက်ဆိုပြီးသိရပါတယ်လက်ရှိမှာတော့ဒီအဖွဲ့ကောင်းဆောင် ိုထက်ဆိုတဲ့သူကိုဖမ်းဆီးရမိခြင်းမရှိသေးပါဘူးရှင့်။အဲ့ဒီသူကတဲ့ဒီအဖွဲဖွဲ့ပြီးရနောက်မှာဆိုရင်ပေါ့နော်သူတို့ကိုရန်ကုန်မြို့မှာအကြမ်းဖက်ဖောက်ခွဲတဲ့လုပ်ငန်းတွေလုပ်ဖို့ရယ်ပြီးတော့သူတို့အနေနဲ့မကျင်တတ်တဲ့သူတွေကိုတတ်ဖြတ်ဖို့အတွက်ပေါ့နော်အဲ့အရာတွေကိုလောက်ကင်မှုအတွက်ကိုရည်ရွယ်ပြီးတော့ဖွဲ့စည်းခဲ့တယ်ဆိုပြီးဖော်ထုတ်ထားပါရှင့်။ ဖန်စီရမီရဲ့တရားခံရဲ့ထွက်ဆိုချက်ရဆိုရင်ဒီအကြမ်းဖက်အဖွဲ့အားဆိုရင်မေလ15ရက်နေ့မှာဒီကိုထက်ဆိုတဲ့သူကပေါ့နော်သူတို့စီကို Telegram နေတဆင့်ဦးချိုထွန်းအောင်ရဲ့ဓာတ်ပုံနဲ့နေဒီနေရာ Google Map ကိုပေးပို့ခဲ့လို့သိရပါရှင့်ပြီးတော့လုံခြံတက်ဖြတ်ဖို့အတွက်သူတို့စေခိုင်းခဲ့တယ်ပေါ့နော်ဒီပုံကိုတိုက်ရမယ်ဒီဓာတ်ပုံနဲ့သူဒီအနေအိမ်မှာနေရတယ်ဆိုပြီးတော့ပို့လာတာပါရှင့်ပြီးတော့ဒီအကြမ်းဖက်အဖွဲ့ဝင်တွေကဦးချိုထွန်းအောင်ရဲ့နေအိမ်ပတ်ဝန်းကျင်ကို6ကြိမ်တိတိသွားရောက်ပြီးတော့အခြေအနေကြည့်ရှုခဲ့ပါတယ် အမှုပြစ်စင်အောင်နားထောင်ကြည့်ရတဲ့အခါမှာဆိုရင်ဒီကိုထက်ဆိုတဲ့အကြံဖက်အဖွဲခေါင်းဆောင်ပါပေါ့နော်ဥချုပ်ထွန်အောင်ရဲ့လိမ့်စာအတိအကျကိုသိသွားတယ်ဆိုတော့သူဘယ်ကနေသိရလဲဆိုတာကလည်းတော်တော်စဉ်းစားရမယ့်ကိစ္စပါပဲရှင့်။ဒီဘက်အနေနဲ့အမှုလေးကိုဆက်လက်ပြောပြရမယ်ဆိုရင်တော့ သူတို့ကပေါ့နော်ဒီဥချုံထုံးအောင်ရဲ့လိပ်စာကိုအဲ့ကိုထက်ဆိုတဲ့သူကပို့လိုက်တယ်ပို့လိုက်ပြီးတဲ့အခါမှာဆိုရင်တနက်နှစ်လက်ပို့ပေးတယ်သူတို့ဖွဲ့စီဘောတနက်နှစ်လက်ပို့လိုက်တယ်ခေါင်းဆောင်ကသူကူရမလုပ်ဘူးအောက်ကလူကြီးပြန်ခိုင်းတာပေါ့တနက်နှစ်လက်ပို့တယ်ပစ္စတိုနှစ်လက်ပို့လိုက်တာပို့ပြီးတဲ့အခါမှာဆိုရင်သူကတရက်ခန့်နေအတွက်နေထိုင်မှုအတွက်ကိုသူကရွှေပောက်ကံမျိုးတဲမှာအိမ်လုံးငှားထားပြီးတယ်အဲ့ဒီအိမ်ကနေပြီးတော့ပဲသူကစပိန်နဲ့ထွက်ခွာလာပြီးတော့ဥချုံထုံးအောင်ရဲ့နေရင်ရှိရောက်တဲ့အခါမှာဥချုံထုံးအောင်ပစ္စတိုတနက်နှစ်လက်၄ချက်တိတိပြက်ခတ်လောက်ကြံသွားတာရှင့်လောက်ကြံပြီးတဲ့အခါမှာဆိုရင် ထွက်ပြေးသွားတယ်ပေါ့နော်စပိန်နဲ့ပဲထွက်ပြေးသွားပါတယ်ဒါစီဒီမတန်းနေမှာလည်းမိဘပြည်သူကမြင်ပြီးသားဖြစ်ပါလိမ့်မယ်ဒါပေမဲ့ထူးခြားချက်နေတဲ့ကသူကအဲ့လိုပြစ်ခတ်တဲ့အချိန်မှာတဲ့ဒီဥချိုထုံးအောင်ပြစ်ထက်ပြစ်ခတ်တဲ့အချိန်မှာပေါ့နော်ကြည်စမ်းညှက်ပြီးတော့ဂျမ်းဖြစ်သွားတဲ့အတွက်သူပြစ်လိုက်တဲ့အချိန်မှာအဲ့ဒီတရားခန်းကသူ့ရဲ့ခြေစလုံးကိုသူပြန်ပြီးပြစ်မိသွားရှင်ဒီတော့တနက်တန်ရာရရှိသွားတယ်ပေါ့နော်အဲ့တော့တနက်တန်ရရရှိသွားတဲ့အချိန်မှာဆိုရင်သူပြန်သွားပြီးရဲ့အခါမှာသူကစေးသွားကုရဲ့ရှက်စေးသွားကုတဲ့အခါမှာတစ္ဆပေါက်ဆရာဝန်ပေါ့နော်စီရင်လုတ်တယ်ပေါ့ရှင်စီရင်လုတ်တဲ့ဆရာဝန်နဲ့ရှိရဲ့လင်းအထုကုစေးုံမှာသွားပြီးတော့ကုရဲ့ရှင်အဲ့ဒီကဆရာဝန် ဥဇော်ကိုကိုထံမှာတွားပြီးတော့လှုပ်ဝက်စွာစိတ်ကူတခဲ့တယ်။ဒီလိုစိတ်ကူတမှုတွေလည်းဖော်ထုတ်နိုင်ခဲ့ပြီးတော့တရားခံတွေအခုအများကြီးမိသွားတာပေါ့နော်။တယောက်မိတာနေပြီးတော့အဓိကပြည်သူကသတင်းပေးလိုက်တာပဲရှင်။ပြည်သူကသတင်းပေးရဲ့စီမှတ်တမ်းနေနေပေါ့နော်။အဲ့ဒါနေနဲ့ချိတ်ဆက်ပြီးတော့ဖမ်းဆီးရဲ့ခါမှာအဲ့လိုအွန်လိုင်းကျင်းလိုက်မိသွားတာပါရှင့်။သူတို့ကဆိုရင်ဒီထွက်ဆိုချက်တွေပေးတဲ့အခါမှာပေါ့နော်သူတို့လုံးကြံတက်ဖြတ်တဲ့သူကဒီဦးချိုထုံအောင်တူတယ်မဟုတ်ပါဘူးရှင့်လူ၄ယောက်လောက်ကိုလုံးကြံတက်ဖြတ်ခဲ့ကိစ္စတွေလုပ်ခဲ့ပါရှင့်အဲ့ဒီ၄ခုကတော့နံပါတ်၁က၂၀၂၃ခုနှစ်မတ်လ၂၄ရက်မှာ ဥပဒေအတိုင်းပဲကံဥမင်းဒေစာညွန့်ကိုလည်းသူတို့ကအဲ့လိုပဲပြစ်ခတ်လုပ်ကြံခဲ့ရှင့်နောက်တစ်ယောက်ကတော့2023ခုနှစ်ဩဂတ်လ16ရက်နေ့မှာဆိုရင်ရွှေပြည်သာမြို့နယ်ကလုံခြုံရေးတပ်ဖွဲ့ဝင်တဦးကိုလည်းဒီလိုပဲပစ္စတိုနဲ့ချောင်းမြောင်းပြစ်ခတ်ခဲ့ပါတယ်။နောက်တစ်ယောက်ကကျတော့2023မှာပဲဒီဇင်ဘာမှာတရက်နေ့မှာအမျိုးသားဒီမိုကရေစီပါတီတဲ့ဥက္ကဋ္ဌဦးတန်းထွန်းကိုအဲ့လိုပဲလုံခြံတပ်ဖြတ်ခဲ့တယ်ရှင့်။မတ်လ24အောက်တိုဘာ17ရက်နေ့မှာဆိုရင်မဆာဖအဖွဲ့ဝင်2ဦးဖြစ်တဲ့ဥရွှေမန်းကိုလည်းပစ္စတိုတနက်နဲ့လုံခြံတပ်ဖြတ်ခဲ့ပါရှင့်။ ဒီလိုလုံးချံတက်ဖြတ်မှုတွေလုပ်တဲ့အခါတိုင်းမှာတဲ့ NUG ကသူတို့ကိုစုငွေချင်းမြင့်နေတဲ့ရှင့်ဒီကြိမ်လုံးချံတက်ဖြတ်လို့ရှင့်မြန်မာငွေကျပ်2သိန်းတိတိချင်းမြင့်တယ်လို့သိရပါတယ်။အဲ့ဒီငွေကျပ်ကိုလည်း NUG ပေးရနေပြီးတော့တက်ဆင့်ပေးရဲဆိုပြီးသိရပါရှင့် NUG ပေးရမိဘပြည်သူများသိရတဲ့အတိုင်းပါပဲ။ NUG ကဖွင့်ထားတဲ့ငွေကျပ်စီစဉ်တဲ့ application တခုပေါ့နော် NUG ပေးရနေပေးတာရှင့်ဒီတော့အမှုဖြစ်စဉ်လေးကတော့ဒါအဆအဆုံးပါပဲရှင့်နိုင်ငံတော်ကထုတ်ပြန်ထားတဲ့အတိုင်းပါပဲကျွန်တော်ခုပြောပြချင်တာကဒီအကြမ်းဖက်အဖွဲ့က Facebook page တခုရှိရရှင့်အဲ့ဒီ page ကိုကျွန်မပြသပါမယ် မကူပြတ်သားတဲ့ page ဟာဆိုရင်မေလ22ရက်နေ့မှာကလေးက post တင်တာရက်သွားတာပေါ့နော်သူတို့နောက်ဆုံးတင်ခဲ့တဲ့ post ကိုကြည့်ကြည့်ပါရှင်ဒီ post ကို share ခြင်းဖြစ်တဲ့ထိုသူတို့အားတတိပေးနိုင်ပြီဖြစ်သေးရဲ့ကျမထင်တာစာလုံးမမှားလားမသိဘူးတတ်ပေးနိုင်ပြီဖြစ်သေးလို့ရေးထားရလဲဖြစ်နိုင်တယ်ရှင်ဒီကောင်းတဲ့ခါကျရင် sum တက်ပင်တက်များလို့ဒီစာလုံးမမှားတတ်တယ်ပေါ်တော့ပြီးတော့အောက်ကတပ်ပုံမှာကြာတော့အချမ်းပတ်စစ်တပ်ရဲ့စစ်ကောင်းဆောင်တွေအမဲလိုက်ခံမှုပြင်ထားကြဆိုပြီးတော့ဗိုလ်ချုပ်ပုံနေတယ်တင်ထားပါရှင့်ဆိုလိုရင်းတိတ်ပေကတော့ဒီပုံကိုယ်တွေကိုအမဲလိုက်ဖို့ဆိုတော့ကတတ်ဖြတ်ဖို့အတွက်ကိုပြောတာပါ ပြီးတော့ဒီ page ဟာဆိုရင်တေချာပေါ့အလှူခံနေတာပါရှင့်အလှူခံနေရတဲ့အတွက်ဒီ page ဟာရက်တန်သွားပြီဖြစ်တဲ့အတွက်ဒီ page ကိုကင်ထားတဲ့သူဟာအခုတရခံနေတဲ့မှာပါတယ်ဆိုရင်တော့ဒီ page ရဲ့ messenger ကနေပြီးဒီ page ကိုပေါ့နော်အကြံပတ်လေးတွေလုတ်ဖို့အတွက်ပတ်စံလှူတဲ့သူတွေရှိမယ်ဆိုတော့ခြေရာကောက်ပြီးတော့အောင်းလို့ကိုဖမ်းဆီးရေးယူတင်တယ်လို့ထင်ပါတယ်ရှင့်လူတူးတောက်ကိုတတ်ဖြတ်ဖို့အတွက်လှုပ်ဆောင်တဲ့ကိစ္စရဲ့ကိုငွေပေးရဲဆိုတော့ကလူသက်သမားနဲ့တူတူပါပဲရှင့်ဒါကြောင့်အရေးယူနိုင်ဖို့စူးစမ်းမယ်ဆိုတော့အသင့်တော်ဆုံးဖြစ်ပါတယ်ရှင့်ကျမတို့အနေနဲ့ကတော့အကြံပတ်သမားတွေရဲ့ ခြေရမှန်မြောက်ကောက်ပြီးတော့ရှင်းလင်းရင်းလောက်အောင်ပါပါပဲဒီတော့မှသာပြည်သူတွေရဲ့ဘုံကြုံရဲ့အာမခံချက်ရှိမှာပါရှင့်တော့မဟုတ်ဘူးဆိုတော့အကြမ်းမတ်သမားတွေကိုကျမတို့ကညှာရင်တော့အကြမ်းမတ်သမားတွေကပြည်သူတွေကိုညှာမှာမဟုတ်ပါဘူးရှင့်ဒါလေးကလည်းအရေးကြီးပါရှင့်ပြီးတော့အန်ယူချီအနေနဲ့ကဥယျာဉ်မွန်ကပေါ့နော်ဟိုမြေတို့ပဲစိုးစေကမို့ဒီလိုလောရက်တင်လုပ်ဖို့အတွက်ဒီလိုအဖွဲ့အစည်းတွေဖွဲ့တယ်ဆိုတာကအကြမ်းမတ်သမားစစ်စစ်ဖြစ်သွားပြီရှင့် ဒီတော့နောက်တစ်ချိန်မှာပေါ့နော်နောက်တစ်ချိန်မှာအညူကြီးအဖွဲ့ရတဲ့သူတွေဟာမြန်မာနိုင်ငံပြန်လာကြမှာတယ်ဆိုပြီးတော့ကိစ္စတွေဖြစ်ပေါ်လာခဲ့ရင်တော့မှဥယျာဉ်မောကဲတော့ပုံကိုပြုတ်ကိုပြန်လေလက်ခံမတက်မအောင်ရှက်အဲ့တော့ဒီရက်ဆက်ရုပ်မှလုံးတဲ့ကိစ္စရက်တွေကို तू ကလှုပ်ဆောင်နေရဲဆိုတာကိုကျမတို့သိပြီးပြီပဲရှင်ဒီလိုပုံကိုတွေဟာကျမတို့ပေါ့နော်ဟိုနောက်တစ်ချိန်ကျရင်ဖြစ်လာနိုင်တယ်လေလူတွေဆိုတာဘယ်ဟောင်းမှအတီတကြကြီးဒါပဲဆိုရင်မှန်းထားလို့မရအောင်ရှင် အန်ယူဂျီလည်းဒီလိုပဲငါတို့နဲ့တသက်လုံးဒီလိုပဲတော်လိုင်းလုတ်သွားမယ်တော်လိုင်းခေါင်းစဉ်အောက်ကနေကြမ်းမတ်လွက်ရည်ဒီလိုလုတ်မယ်လို့တွက်လို့မရအောင်ရှင့်တစ်ချိန်ကျရင်တစ္ဆာဖောက်လဲဖောက်နိုင်တာပဲအဲ့ချင်ကြရင်ဒီလိုပုံကိုယ်တွေတော့နိုင်ငံတော်ကပြန်ပြီးတော့ငဲညာတာတွေမလုပ်တင်ပါအောင်ရှင့်သူတို့လုတ်ခဲ့တဲ့လုတ်ရက်တွေကြောင့်သူတို့ကြောင့်တိတ်ဆုံးခဲ့ရတဲ့သူတွေရဲ့မျက်နှာကိုပြန်လဲပြီးတော့မြင်အောင်ကြည့်စေချင်ပါရှင့်ဒါလေးတော့ကျွန်မအနေနဲ့ပြည်သူအသံလေးနဲ့ရောပြီးတော့ပြောပြချင်ပါတယ်ပြည်သူရဲ့သဘောထားလေးပါရှင့် ။အလားတူရက်ဆက်ရုံမာတဲ့သူတွေကအချိန်တန်အိမ်ပြန်ပြီးတော့အေးအေးပြန်နေကြမယ်ဆိုတော့ဘယ်ပြည်သူမှကျန်တာမှမဟုတ်ပါဘူးရှင်။နောက်ထပ်အရေးကြီးတာတစ်ခုကအညူကြီးကလူတယောက်တက်လို့ရှင်ငွေနဲ့သိမ်းပေးတယ်ဆိုပြီးတရားခဏ်တွေကထွက်ဆိုထားတာပေါ့နော်။ကျမနိုင်ငံမှာပတ်စံလေးနှစ်သိန်းနဲ့လူတက်နေပြီလားရှင့်တော်တော်ကြောက်ဖို့ကောင်းတဲ့နိုင်ငံဖြစ်နေပြီပဲနော်တော်တော်ကိုအပေါ်စားဆန်ပြီးတော့တော်တော်ကိုရုပ်မှရက်ဆက်နေကြတာပဲလို့ပဲကျမပြောချင်ပါတယ်ရှင့်အခြေအနေတွေကိုပြန်ပြောင်းပြီးတော့စဉ်းစားကြည့်အောင်ရှင့်ဥယျာဉ်မုံတို့အန်ယူဂျီကတက်မတော်ဘက်ကနေတဲ့သူတက်မတော်ထောက်ခံတဲ့သူအငိမ့်စားတွေကိုဝင်းနှစ်သိန်းနဲ့တတ်ခိုင်းနေဆိုရင် ။ PDF ထောက်ခံတဲ့သူတွေ၊ PDF တွေကိုငွေလှူနေတဲ့သူတွေကိုရောတယောက်နှစ်သိန်းနှုန်းနဲ့ပတ်ခိုင်းမယ်ဆိုရင်တရားပါသလားရှင့်။ဒီလိုမျိုးလေးပြန်ပြောင်းပြီးစဉ်းစားကြည့်ပါလား။ကိုလို့တော့တရားတယ်၊သူများလို့တော့မတရားဘူးဆိုတာကတော့အစင်နေပြေမနေဘူးပေါ့လေ။ဟုတ်တယ်မလား။ဟဲ့တော့စဉ်းစားပါရှင်။ကိုကဘာကိုထောက်ခံတာလဲစဉ်းစားပေါ့။အော်ငွေနှစ်သိန်းနဲ့တတ်တယ်ဒါမှန်တယ်ဒါလို့တတ်တယ်နဲ့ဆိုရင် PDF ထောက်ခံတဲ့သူတွေကိုလည်းငွေနှစ်သိန်းနဲ့တတ်တဲ့သူတွေပေါ်လာလိမ့်မယ်နော်။ငွေနှစ်သိန်းနဲ့တတ်တဲ့သူတွေပေါ်လာလိမ့်မယ်ရှင်။အဲ့ချိန်ကြာလို့ရှင်ရင်ကိုဖြစ်တဲ့အချိန်ကြာလို့ရှင်လည်း ဲ့လိုပဲလက်ခံနိုင်ကြပါစေလို့ကျွန်မဆုတောင်းပါရရှင့်လောကကြီးမှာအမြဲတမ်းအနိုင်ရသွားတဲ့သူဆိုတာမရှိပါဘူးရှင့်ဒါကြောင့်သူများနိုင်ဖို့ကြိုးစားနေရဲဆိုရင်စဉ်းစားပါတစ်ချိန်လဲငါ့ကိုနိုင်တဲ့သူပေါ်လာမှာပဲဆိုတော့ခေါင်းထဲမှာထည့်ထားပါရှင့်ကျွန်မနိုင်ငံလူတွေကတူးနဲ့တူးပေါ့နော်နိုင်ငံတော်အရေးကိုမကြည့်တော့ဘဲနဲ့နိုင်ငံသားအချင်းချင်းအရေးကိုမကြည့်တော့ဘဲနဲ့နိုင်လို့မင်းထက်စိတ်တွေပဲကြီးထွားနေပါရှင့်ဒါလေးကတော့တော်တော်ဆိုးရနေပါတယ်ဒါကြောင့်သူများအောင်နိုင်နေစိတ်ကြီးတယ်ဆိုရင်ကျမပြောတာတတိယ ငါပဲနိုင်ကြလို့မရအောင်လောကကြီးမှာငါပဲအနိုင်ဆိုတာမရှိဘူးရှင်ကို့ကိုနိုင်တဲ့သူတနည်းကျရင်ဒေသပေါက်ပေါ်ပါတယ်ဒါကြောင့်ကိုကိုယ်တိုင်ကသူများကိုနိုင်လို့စိတ်များနေရယ်ဆိုရင်တော့ခေါင်းထဲမှာတွေးလိုက်ပါရှင်ငါကိုနိုင်တဲ့သူတနည်းပေါ်မှာပဲလို့အဲ့ချိန်ကျရင်ခံနိုင်ရှိဖို့သာစူးစမ်းကြပါရှင်ကျမဒါလေးဝယ်တဲ့သတင်းသုံးသပ်ချက်လေးရနေပြီးတော့စဉ်းစားတွေးတောစရာလေးနေနဲ့ပြောပြလိုက်ပြစီတော့ရှင်မိဘပြည်သူများရှင်ကျမမနေ့ကသတင်းလေးတစ်ခုတင်ခဲ့ပါရှင့်တင်ချာဆရာမလေးရဖြစ်တဲ့ညီမလေးကောင်းမလေးတယောက်ပေါ့နော်ကျမအဲ့ဒီသတင်းလေးကိုတင်ရရည်ရွယ်ချက်လေးတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ ဒီဖြစ်စဉ်လေးကိုကျမသွားပြီးလေ့လာကြည့်ရခါမှာဆိုရင်ဒါမဆန်တဲ့ကိစ္စလို့တော့တွေးဆရတယ်ဆိုပေမဲ့ကျမတို့မြမပညာရေးတစ်ခုလုံးနဲ့သက်ဆိုင်နေရရှင့်။ဒါကြောင့်ကျမအနေနဲ့ကျောင်းသားလူငယ်လေးပေါ့နော်ပြောထွက်လာစေဖို့အတွက်ကိုတချို့ဟာလေးကျမမျှားခေါ်ချင်တာဝါရှင်ပြောပါဆိုမျှားခေါ်ချင်တဲ့အတွက်ကျမမနေ့ကအဲ့တဲ့လေးကိုတင်ဆက်ခဲ့ပါရှင့်။လူငယ်ပြောထွက်လာတော့မယ်စကားတွေပါလီလဲဆိုတော့လည်းကျွန်မသိကြတာပေါ့เนาะဒါကြောင့်အဲ့လိုပြန်ခေါ်လိုက်တဲ့အခါမှာခွန်မှန်လေးလာရေးကြပါတယ်ဒီထဲမှာကျွန်တော်ပညာရေးပေါ့เนาะမြန်မာပညာရေးထဲမှာပါဝင်ပတ်သက်နေကြတဲ့ဆရာဆရာမတွေလည်းနေပြီးတော့ တပည့်လှုပ်ဆောင်မှုတွေပေါ့ရှင်တပည့်တွေပေါ်မှာထိန်းကွက်တာတွေဆုံးမတာတွေလွဲချော်နေတဲ့အခြေအနေလေးတွေရှိနေတဲ့အတွက်ကျွန်မခွန်မှန်လေးတွေကိုကျွန်မမိဘပြည်သူများနဲ့မြမပညာရေးကိုတိုးတက်စေချင်တဲ့ပုံကိုယ်လေးသိမြင်စေဖို့အတွက်ကျွန်မပြသပါမယ်ရှင့်ကျွန်မပထမဆုံးခွန်မှန်လေးကိုပြသပါမယ်ရှင့်ခွန်မှန်လေးတွေမှာရေးထားတဲ့ပိုင်ရှင်တွေကိုတော့မသိစေချင်ဘူးကွာတော့ဒါကြောင့်ကျွန်မနာမည်လေးတွေတော့ဖျက်တောက်ထားပါတယ်ရှင့် ်ပထမဆုံး comment လေးကိုဖတ်ကြည့်အောင်နော်သူ့ကျွေးရှင်မတ်တက်လို့စာတိုက်တော်တဲ့တသားကိုတဲ့လာဘက်ဆောင်ပွဲမှာတင်ချ14မှတ်ပေးတဲ့ဆရာမကြုံခဲ့မှုပါတယ်တဲ့တိပခံပါဘူးအဲ့ဒီဆရာမကိုတိုင်းထိတိုင်ဖို့အတွက်သူလုပ်ခဲ့ပါတယ်မြို့နယ်ပြည်ញမ်းမှုကလိုက်လာပြီးတော့တောင်းမှန်လို့ short ပေးလိုက်ပါတယ်ဆိုပြီးတော့ရေးသားထားပါရဲ့ရှင်ကိုကျူရှင်မတက်လို့ဆိုပြီးတော့စာတော်တဲ့ကလေးတယောက်ကိုမတရားလုပ်ခဲ့တဲ့ကိစ္စပေါ့ရှင်အဲ့လိုဖြစ်ရမျိုးက ဒီမိဘကပြောပြလို့သာကျွန်မတို့သိရတာပါရှင့်ဒီလိုကိစ္စတွေလုပ်နေတာရတကယ်ရှိလားဆိုတာကတော့ဆရာမတူဦးတယောက်ချင်းစီနဲ့သာတတ်ဆိုင်ပါရှင့်လုပ်တဲ့ဆရာမလည်းရှိကောင်းရှိနိုင်ပါတယ်ရှိလို့သာဒီလိုအတန်းတွေထွက်လာတာပါရှင့်ဒါကြောင့်ဒီလိုမျိုးလုပ်ရတယ်လုပ်နေရဆိုတော့စင်ကြင်ကြစီကျွန်မရှင့်ကျူရှင်ဆိုတာကတော့ရှင်ဒါတချို့ဆရာမတွေလောက်ခလာတာမလောက်နှားတဲ့အခါမှာတင်ကြတာရှီကောင်းရှီမှာပေါ့နော်တချို့ရကြတော့လဲအကြောင်းသားတွေကတောင်းဆိုတာရှိရဲ့ရှင်အကြောင်းသားတွေကစာမလိုက်နိုင်တဲ့အတွက်မိဘတွေကကျူရှင်ဖွင့်စေခြင်းလို့ဆရာမလေးတွေကဖွင့်ရတာဒီလိုအခြေအနေလည်းရှိတာလေကျူရှင်ဖွင့်တာကိုကျွန်မအပြစ်ကြီးတစ်ခုရဲ့လို့မမြင်ထားပါဘူး ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကုကျူရှင်မတက်လို့ဒီเจ้าသားကိုဖိနှိပ်တာအဆက်ခွဲတာစော်ကားတာတွေကလောက်ရမယ့်ကိစ္စမဟုတ်ဘူးရှင်။ဒါဟာဆရာကုံဖြက်စည်းစေပါလေ။ဒီလိုလိုရည်လုံနေမယ်ဆိုတော့မိမိကိုကိုရှက်ဖို့တင်ပါလေ။ ဒါဟာမြမပညာရေးအတွက်စိုးရတဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်တချို့ဆရာဆရာမတွေပေါ့နော်အချို့အချို့တော့လုံနေတဲ့သူတွေရှိနေဆိုရင်စင်ကြင်လို့ရအောင်လို့ကျွန်မဒီ comment လေးကိုဖတ်ပြတာပါရှင့်။နောက်ထပ် comment လေးတစ်ခုလည်းရင်းလုံးကြည့်လိုက်ပါအောင်ရှင့်။တချို့တော့ဆရာမတွေကငန်းစိမ့်တဲ့အထက်ဆိုးပါတယ်။အတန်းတဲကျွရှင်မတက်တဲ့ကလေးကိုဆိုရင်ကောင်မဆိုပြီးတုံတုံပြီးအတန်းနဲ့ ohit ပြောဆိုနေတာ။တန်လီမြို့မှာရှိတဲ့အကြောင်းနှကြောင်းမှာရှိပါတယ်ဆိုပြီးရေးသားသွားပါရှင့်။ဆရာမတယောက်အနေနဲ့ចောင်းသူကိုកောင်မဆိုပြီးទုံးទုံးတာကတော်တော်ကိုရိုင်းဆိုင်ပါတယ်ရှင့်လူကြီးတယောက်အနေနဲ့ဒါလုံးတဲ့ကိစ္စမဟုတ်ပါဘူးเนาะ ကိုယ့်ရဲ့တပည့်မလေးပဲလေဒီလိုမျိုးသုံးနှုတ်ကကောင်းမဆိုတာရှင့်ကျမတို့မြန်မာသုံးနှုတ်မှာဆိုတော်တော်ရိုင်းဆိုင်ပါလေရှင့်ဒီလိုအသုံးနှုတ်မျိုးကကိုယ့်တပည့်မလေးမှမဟုတ်ပါဘူးဘသူမှမသုံးနှုတ်သေးပါဘူးရှင့်တခါတည်းရန်ဖြစ်လို့စိတ်တို့လို့ပြောလိုက်မိရဲဆိုတာကတော့ဒါထားပါတော့ဒါတပိုင်းပါရှင့်ပုံမှန်ဆိုတော့ဒီလိုစကားလုံးမျိုးကမသုံးနှုတ်သေးပါဘူးရှင့်ဒါကိုဒီဆီယမ်မကသုံးနှုတ်လိုက်ပုံရပါလေဒါကြောင့်လာပြီးတော့ပြောတာပါတော့တန်တယ်မျိုးမှရှိရဲအကြောင်းလို့သိရပါရဲ့ရှင့် ဒီလိုပြုတ်မှုတွေလုပ်နေရဆိုရင်လည်းဆရာဆရာမတွေတရားပေါ်တော့တချို့တွေပေါ့ရှင်ကိုကဆရာမဆိုတဲ့ဂုံလေးကအင်မတန်စိတ်တည်မင်္ဂလာရှိတဲ့ဂုံလေးပါရှင်ကိုရဲ့နှုတ်ထွက်စကားလေးကနူးညံ့နေလို့လို့ပါတယ်ရှင်သူကဒါငစိမ့်တယ်နဲ့နှိုင်းလိုက်တယ်ပေါ့နော်ငစိမ့်တယ်ဆိုတာလဲဒါငါအစိမ့်ရောက်တဲ့မျိုးသမီးလေးတွေပေါ့သူတို့ကလည်းကျမဒီနှုတ်ဤကြမ်းတမ်းခြင်းပေါ့နော်ဖြစ်နေရတဲ့အတွက်ကဲ့ရဲတာမဟုတ်ပါဘူးရှင့်သူတို့မှာကြောက်လဲသူတို့ဘဝကကြမ်းတမ်းပါတယ်သူတို့ရင်ဆိုင်နေရတဲ့အရာကိုကကြမ်းတမ်းမှုရှိရတဲ့အတွက်သူတို့ရဲ့နှုတ်ထွက်စကားတွေကကြမ်းတမ်းမှသာအခါကျရင်သူတို့ဘဝကိုသူတို့ပြန်ပြီးကာကွယ်နိုင်တဲ့အခြေအနေတွေရှိရရှင့် ဒါကြောင့်တကယ်တော့ငားစိမ်းရောက်တဲ့သူတိုင်းရိုင်းဆိုင်နေရတော့မဟုတ်ပါဘူးရှင်။အသားငားရောက်တဲ့သူတိုင်းရိုင်းဆိုင်နေရတော့မဟုတ်ပါဘူး။ဒါပေမဲ့တချို့တွေကတော့အဲ့လိုရိုင်းဆိုင်တက်တယ်။ဒါကိုမြင်တဲ့အခါမှာပညာတတ်တွေကမနှစ်သက်ဘူး။ဒါကြောင့်ဒီဆီယမဟာဆိုရင်ဒီလိုမျိုးပေါ့နော်။ဒီလိုအမျိုးသမီးပေါ့။ဒီလိုဆဲဆိုရိုင်းဆိုင်တက်တဲ့အမူချင်းရှိတဲ့သူနဲ့ နှိုင်းရှင်ပြောခံရတာကရှက်ဖို့ကောင်းပါရဲ့ရှင်မရနေနဲ့ဆင်ခြင်တက်ပါတယ်အပြောဆိုနေတိုင်းလေးနူးညံ့နေဆိုရင်ဒီလိုမျိုးဆွဆွဲချက်တွေမကြားရအောင်ပေါ့ရှင်ဒါလေးဆိုမှပြောချင်တာပါရှင်နောက်ထပ် comment လေးတစ်ခုကိုလည်းဖတ်ကြည့်အောင်နော်မေပြောတာမမားဘူးတဲ့ဆရာမတွေအရန်ဆိုတာကိုယ်ဆယ်တန်းနှစ်ကဘောကအချိန်မှာအိမ်ငိုင်းမီတာကိုအတန်းပြင်ဘက်ကိုထုတ်တယ်အိမ်ငိုင်းမီတာဘလောင်များအပြစ်ကြီးသွားလို့လေကိုဖြစ်တဲ့အချိန်မှာရှက်လိုက်တာတဲ့ငိုခဲ့ရပါတယ်တဲ့ဘာမှမလုပ်နိုင်ခဲ့ဘူးအခုချိန်ကြီးစိတ်တန်ရအရာတော့မှဆိုပြီးပြောထားပါရှင်ကျမအနေနဲ့ ပြောရမယ်ဆိုတော့ကျမဒီလိုမျိုးဆီယမ်မလေးမြင်မှုပါရှင့်ကျမတို့လည်းငွေအကြောင်းတက်ခဲ့တာပဲလေအော်ကျမတို့ငွေရဆိုရင်အတန်းထဲမှာအိတ်ငိုက်တက်တယ်ရှင့်အကြောင်းသားအကြောင်းသူတွေဆိုတော့ကလေးတွေဟိုကလေးဆိုတော့အိတ်ငိုက်တယ်ပေါ့နော်ဒီတော့အိတ်ငိုက်တဲ့အချိန်မှာ ကြောဘုံကိုပေါ့နော်အဲ့လိုခုံးဆိုပြီးရှိုက်တာဆီယမအနေနဲ့ဆီယမကတော့အเจ้าမအိမ်မငိုင်းစီရှင်ပေါ့နော်ဒါပေမဲ့အခုမှပြန်စမ်းစားကြည့်ရတဲ့အချိန်ကျတော့အဲသမီးရဲ့တားရဲ့နင်တို့အိမ်မငိုင်းနေလေအเจ้าတက်မဲ့အချိန်ဆိုပြီးကောင်းကောင်းမွန်ပြောလိုက်လေရတာပါပဲရှင့်ကလေးရေဆိုတော့ကဆီယမရဲ့ပုံမှာချစ်ခင်ရင်းဆွဲစိတ်ကရှိပြီးသားပါဆီယမပြောရင်နားထောင်ပါလေဟုတ်ကဲ့ဆီယမမငိုင်းတော့ပါဘူးဆက်သက်ဖြစ်ပေါ့နော်အဲ့လိုမျိုးအဆင်ပြေသွားမှာပေါ့ရှင့်အခုကအဲ့လိုတန်း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 ရှိုက်တာရှင့်အဲ့လိုမျိုးပေါ့နော်အဲ့လိုကိစ္စရယ်ဆိုတော့ရှင့်ဒါကလည်း စိတ်ဒဏ်ရာရသွားတဲ့ကလေးတွေကိုတော့မှားတယ်လို့ပြောလို့မရပါဘူးရှင့်အဆိုဆရာဆရာမတွေကလည်းလူကြီးတယောက်ရဲ့စိတ်နေစိတ်ထားနဲ့အမူအကျင့်လေးတွေဆရာခုံလေးတွေပျောက်နေရရှိရပါတော့ဒီလိုဆရာဆရာမတွေနဲ့ဆရာမတွေနဲ့ကြုံသွားခဲ့တဲ့အတွက်သူတို့လည်းစိတ်ဒဏ်ရာရသွားတာဖြစ်ပါရှင့်ကျမအနေနဲ့ဆင်ကျင်တဲ့ကိစ္စလေးပေါ့ရှင်ဆရာမတွေဆင်ကျင်နေတာပေါ့ရှင်နောက်ဆုံးပြပြချင်တဲ့ comment လေးကိုတော့ဖတ်ကြည့်လိုက်ပါအောင်ရှင်အဲ့ comment လေးဖတ်ပြီးတော့ကျမလည်းပြောရပါတယ်ကိုရီးယားတော့တဲ့ငယ်ငယ်လေးကအခုချိန်ထိဆရာကောင်းနေနေပဲတွေးရတယ်ဆိုပြီးရေးထားပါရှင် ကျမတို့နိုင်ငံမှာဆရာကောင်းတွေလည်းတကယ်ရှိပါရှင်ကိုရင်ကလေးကလည်းရှိခဲ့ပါရှင်အခုလည်းရှိနေသေးပါဒါပေမဲ့ဆရာဆရာမဥယျာဉ်များလာတယ်နဲ့အမြဆရာချင်းဝတ်မညီတဲ့သူတွေလည်းကြားညက်ပါလာတတ်တာပေါ့ရှင်ဒီတော့ဒီလိုဆရာလေးနဲ့ကြုံခဲ့ရတဲ့ကလေးတွေကတော့စိတ်ဒဏ်ရာရတာပေါ့ကောင်းတဲ့ဆရာလေးနဲ့ကြုံတဲ့ကလေးတွေကတော့စိတ်ဒဏ်ရာမရဘူးပေါ့ရှင်ကိုဆရာကိုဆရာမနားလေတာပေါ့ရှင်ဒီလိုကိစ္စလေးရှိပါတယ်ဒါကျမအခုပြောပြရဲဆိုတာကရုပ်ထည့်ကြည့်လိုက်ရင်တော့ကျမပြောသလိုပေါ့နော် personal ကိစ္စလို့ထင်ရတယ်ဒါပေမဲ့ ကျမတို့နိုင်ငံမှာရှိနေတဲ့မြန်မာပညာရေးလောကထဲမှာတကယ်တည်တည်ချာချာထဲထဲဝင် လောက်ကန်နေတဲ့ဆရာဆရာမတွေရဲ့အရေးအချင်းနဲ့လုံဆောင်ချက်တွေဟာဒီကိစ္စတွေအပေါ်မှာတည်ရောက်မှုတွေရှိလာပြီးဖြစ်တဲ့အတွက်ကျွန်မသတင်းတွေနဲ့ထည့်သွင်းပြီးတင်ဆက်တာဖြစ်ပါရဲ့ရှင့်။အကြောင်းမဲ့တသက်တာကိုကျွန်မယူငေသုံးဆွဲခဲ့တာမဟုတ်ပါဘူးရှင့်။ဒါလေးတော့ကျွန်မဒီနေ့မှပဲရှင်းပြတာပေါ့နော်။မနေ့ကတော့ကျွန်မကိုကလေးတွေတချို့လာပြီးပြောကြပါလေ။ဒီထဲမှာပြောချင်တာအစုတ်ကလေးကကျွန်မသတင်းကိုတေချာလေးနားမထောင်အောင်ရှင့်။အစဆုံးနားမထောင်မဲနဲ့အစပိုင်းလေးပဲကြည့်ပြီးတော့ ဝေဖန်သွားတာပေါ့နော် attention ရှူတဲ့ attention set ကစသဖြင့်ပေါ့နော်ကျွန်တော်ပြောသွားရရှင်ဒါကလည်းဒါကျွန်မစိတ်မဆိုးဘူးပါ။ဘာကြောင့်လဲဆိုတော့သူတို့တွေဟာဆယ်ကျော်သက်အရွယ်လေးပဲရှိသေးတာ။ကျွန်တော်တို့ကအသက်40နာကတ်နေပြီ။သူတို့ထက်ကိုအသက်တဝက်ပိုကြီးတယ်။သူတို့ကိုကျွန်တော်တို့ကနားလည်းနှစ်ဆပေးနိုင်ရမယ်ရှင့်။ခွင့်လွတ်ခြင်းခွင့်လွတ်ကျွန်တော်တို့ကခွင့်လွတ်ရမှာ။ဟုတ်တယ်နော်ဒီတော့ကျွန်မဒီအတွက်တော့စိတ်မဆိုးဘူး။ဒါပေမဲ့ကလေးတွေကိုပြောချင်တာတခုခုဆိုရင်အကြောင်းအရာတခုကိုတည်တည်ချာချာလေးနားထောင်ပြီးမှစဉ်းစားဝေဖန်သုံးသပ်ပါ။ယနေ့လူငယ်နောင်ဝယ်လူကြီးပါရှင့်။ ကိုကလူငယ်ဖြစ်တဲ့အချိန်မှာသူများစကားကိုတေချာနားထောင်တတ်တဲ့အကျင့်စရံမရှိအသက်ကြီးတစ်ခါရောက်မှာအမောင်လေးညီမလေးတို့ပြောပြတာပါပေါ့နော်တရင်ကိုတေချာနားမထောင်မဲနဲ့ဖြစ်စဉ်ကိုတေချာနားမထောင်မဲနဲ့ပြောသွားတဲ့ကလေးတွေကိုကျွန်မဆုံးမတာပါရှင့်ဒါလေးကတပိုင်းပေါ့နော်အဲ့တော့ကျွန်မဆိုလိုချင်တာကတော့ကျွန်မနိုင်ငံမှာရှိတဲ့ဆရာဆရာမတွေအရေးချင်းကိုနိုင်ငံတော်ကမြှင့်တင်မှုလို့ရတယ်။အရေးချင်းကိုမြှင့်တင်မယ်ဆိုရင်လေလောကလာစာကိုလည်းမြှင့်တင်မှုလို့ရတဲ့ချက်။အရေးချင်းတွေပဲမြှင့်တင်သူတို့ဖိအားတွေပဲပေးဆိုလဲဒါမတရားအောင်ရှင့်။ မတရားဘူးဒီတော့သူတို့အရေးချင်းကိုလည်းမြင့်တင်ရမယ်ဆရာဆရာမအနေနဲ့ကလေးတွေနဲ့ပေါ့နော်အဓိကကလေးတွေနဲ့ပတ်သက်တဲ့စိတ်ပညာတွေအားစာသင်ပေးရမယ်ရှင်ကလေးတွေဟိုဟူသည်ပေါ့နော်ဆယ်ကျော်သက်ဆိုဘလို့စိတ်လေးတွေရှိတတ်တယ်ကလေးဆိုဘလို့စိတ်လေးရှိတတ်တယ်ပေါ့နော်သူတို့ရဲ့စိတ်ပညာလေးတွေပေါ့သူတို့စိတ်လေးတွေကိုဘလို့မျိုးလေးပြောအောင်လုပ်ပေးရမယ်ဘလို့လေးအင်အားရှိအောင်လုပ်ပေးရမယ်ဆိုတာလေးတွေလည်းသင်ရမှာဖြစ်သလိုမျိုးဆရာဆရာမတွေရဲ့စူးစမ်းမှုနဲ့ကိုက်ညီရဲ့လောကလာစာလည်းသင်ပေးရမယ်ရှင် လောက်ခလာစာတွေကောင်းကောင်းရရဲဆိုတော့ဘယ်ဆရာမကမှပင်မခံပြီးတော့ကျွရှင်မတင်ခြင်းဟုတ်တယ်ရှင်ကျမကလာပြောပြတယ်မြမလေးရဲ့တဲ့လာစာတာလောက်တယ်ဆိုရင်ဘယ်ပင်မခံပြီးတော့ကျွရှင်တင်ခြင်းမလဲတဲ့တနေ့ကကျောင်းမှာလဲစာအော်တင်ရကျွရှင်ရောက်တော့လဲစာအော်တင်ရနေတဲ့ဆရာဟိုအမရဲ့ဘဝကိုစဉ်းစားကြည့်ပါအောင်လဲဆိုတော့ဟုတ်တယ်ရှင်ကျမတို့မှာတရင်တက်ဆက်တာခါကြရင်ပင်မနေအော်ပြီးပြောရတာပင်မနေရှင်ဆရာမတွေမနက်ကနေညအထိစဉ်းစားကြည့်ပါအောင်ရှင်ပတ်စံတစ်ခုလဲကျောင်းနေအလုပ်လုပ်နေရတာသူတို့ခင်ဗျာလဲစိတ်ပင်မနေရှင် ခန္ဓာကိုယ်လည်းပင်ပန်းတယ်လူလည်းပင်ပန်းတယ်နမယ်လည်းပြတ်တယ်ရှင်ပြောရမယ်ဆိုတော့နိုင်ငံတော်ကသာသူတို့ရဲ့လောက်ခလာစာလေးစွဲတင်လိုက်မယ်ဆိုတော့ကျွရှင်မတင်တော့မဲ့ဆီအမတွေအများကြီးထွက်လာလိမ့်မယ်ကျွရှင်မတင်တော့ဘူးဆိုတော့အဲ့ကျွရှင်တင်လို့ဖြစ်တဲ့ပြဿနာတွေလျော့သွားမှာပဲရှင်ကလေးနဲ့ဆရာနဲ့ကြားထဲမှာအဆင်ပြေအောင်လည်းနိုင်ငံတော်ကညှိနှိုင်းပေးမှာဖြစ်တော့မှာအဲ့လိုမှမဟုတ်ရင်တော့အခုဆီအမတွေလည်းကလေးတွေနဲ့တော်တော်စိတ်ဝမ်းကွဲမှုဖြစ်နေပြီဖြစ်တဲ့ပြဿနာတွေအောင်ကြည့်လိုက်တော့လည်းကျွရှင်တင်လို့ဆိုတဲ့ကိစ္စရဲ့ကျွရှင်မတင်ဖို့ပြောလိုက်တော့လည်းဆီအမတွေလောက်ခလာစာမှမလောက်တာရှင်အဲ့လိုနဲ့မလုံးဆက်ကူကတ် ဆိုတော့နံပါတ်၁ရှင်းရမှာကဆရာဆရာမရဲ့လောက်ခလာစာမြင့်တင်ပေးလိုက်ပါမြင့်တင်တာမှမဆိုးတလောက်ကလေးမဟုတ်ဘူးရှင်တည်တည်ချာချာဘဝတစ်ခုကိုကောင်းကောင်းမွန်ရက်တည်နိုင်တဲ့အထိလားစာတစ်ခုကိုဆွဲတင်ပေးပြီးရခါမှာဆိုရင်ဆရာဆရာမတွေကျူရှင်လုံးဝမတင်ရဆိုတာကိုစီကန်းတေချာတင်းကြွစွာထုတ်ပြီးလို့ရှင် တဲ့နေဆိုတာနဲ့အလုတ်ကနေထုတ်တာမျိုးအရေးယူတာမျိုးပြင်းပြထန်လုပ်လိုက်ပါရှင့်ဒါဆိုရင်တော့လုတ်ထုတ်ခံရမှာလဲကြောက်တယ်ဘာကြောက်လဲဆိုတော့လုတ်ခလာဇာရန်ကောင်းနေပြီဆိုတော့လုတ်ထွက်မှာဘူးဘူးကြောက်တာပဲလေဟုတ်တယ်မလားဒါလူတွေလူလူချင်းထိမ့်မယ်ဆိုတော့ချုပ် benefit တွေကပေးရတာပဲရှင့်ကျမတို့ကလူလူချင်းထိမ့်တဲ့ဟာနိုင်ငံရေးပဲဟဲ့နိုင်ငံရေးဆိုတာလူလူချင်းထိမ့်တာပဲဒီတော့နိုင်ငံရေးကိုကျွမ်းကျင်နေဆိုတော့လူလူချင်းထိမ့်တတ်ဖို့လိုတယ်ရှင့်အဲ့လိုထိမ့်တတ်မှသာဆရာဆရာမတွေကလည်းလုတ်ခလာဇာလေးကိုလည်းမှတ်မယ်ကိုယ့်ရဲ့ဂုံတိတ်ခါလေးကိုလည်းမှတ်မယ် ကျောင်းသားတွေနဲ့အလုပ်လုပ်ရတဲ့အခါမှာပင်ပန်းမှုမရှိဘဲနဲ့ဘောနော်အေးချမ်းချမ်းပေါ့ရှင်အခုကမနက်လဲစတယ်ညလဲစတယ်ဆိုတော့ပင်ပန်းတယ်ပင်ပန်းတော့ကျောင်းရောက်တော့ဆရာဆရာမတွေနဲ့ကလေးနဲ့အဆင်မပြေဖြစ်တယ်ဆိုတော့အဲ့ဒါကြီးကတနာကြည်ရရှင့်ဒါကြောင့်အဆင်ပြေပြေတက်တော့တက်တာလောက်ခလာစာကောင်းကောင်းလေးနဲ့အေးအေးချမ်းချမ်းလေးဆိုတဲ့အခါကျတော့သူတို့နှစ်ဦးကြားတွေကပြက်တနာမရှိဘူးပေါ့ရှင်မရှိတဲ့အခါကျတော့အဲ့လိုမျိုးဆရာဆရာမတွေကိုတပည့်တွေထင်လွဲတာလည်းနဲသွားမယ်ဆရာဆရာမတွေကလည်းတပည့်တွေပုံမှာပို့ပြီးတော့နားလည်ပေးနိုင်ပါပါရှင့်ဒီတော့မှကျမတို့နိုင်ငံပြင်ရရတိုးတက်ပါပါ ပညာရေးနဲ့ပတ်သက်ပြီးတော့ဘလို့ပဲခိုင်မာတဲ့မူဝါဒတွေဘလို့ပဲကောင်းမွန်တဲ့မူဝါဒတွေစွဲနေပါစေပညာရေးထဲမှာတကယ်လှုပ်ရှားနေတဲ့ចောင်းသားနဲ့ဆက်ရအဆင်မပြေဘူးဆိုရင်ဒီပညာရေးကဘယ်တော့မှတိုးတက်ခြင်းမရှိပါဘူးရှင်အားသေးကြပါရဲ့။အော်မိဘပါထည့်ရမယ်ရှင်မိဘပါပါတယ်။မိဘတွေခန့်ကန်တာလည်းပါတယ်ရှင်နော်ဒီတော့ចောင်းသားမိဘဆက်ရသုံးဦးသုံးဖလှယ်အဆင်ပြေဖို့အတွက်ကနိုင်ငံတော်တာဝန်အဲ့လိုအဆင်ပြေမှနိုင်ငံတော်ရဲ့ပညာရေးတိုးတက်မယ်ပညာရေးတိုးတက်မှကျွန်မနိုင်ငံကောင်းမှာရှင်ဒါကသာအခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။ကျွန်မ ဒီသတင်းလေးကိုပြောပြတဲ့အကြောင်းရင်းဒီကိစ္စလေးကိုကျမအနေနဲ့ပေါ့နော်ဆွဲယူပြီးတော့အသုံးပြရတဲ့အကြောင်းရင်းကတော့ကျမမြန်မာပညာရေးကိုထောက်ပြချင်လို့ပဲဖြစ်ပါရဲ့ရှင့်ကျမတို့အားလုံးအနေနဲ့ဝိုင်းဝန်းအပြေရှာကြဖို့လိုပါရဲ့ရှင့်ဒါလေးကသာကျမသတင်းတင်ဆက်လိုခြင်းရဲ့ဆိုလိုရင်းလေးသာဖြစ်ပါရဲ့ရှင့်ပြပပြသူများရှင့်ကျမသတင်းသုံးသပ်ချက်လေးကိုဒီနေ့မှတလောက်နဲ့ပဲရှင်းနာပြစေရှင့်ကျမသတင်းသုံးသပ်ချက်လေးကိုအမြဲတမ်းပဲအပိတ်ခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းပါကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမေတ္တာပို့သအပ်ပါရဲ့ရှင့်